ကောင်းမှုကုသိုလ်လုပ်ခြင်းနဲ့စိတ်ကလေးတွေပေါ်လာရင်ချက်ချင်းလုပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့စိတ်ဟာမကောင်းမှုမှာတိတ်ပျော်တတ်တယ်သူပျော်တဲ့နေရာမှာပဲသူကြက်စားတဲ့သဘောရှိတယ်ဒါကြောင့်ကုသိုလ်တစ်ခုခုလုပ်ခြင်းမီဆိုလို့ရှိရင်အချိန်မစွဲဘဲနဲ့ချက်ချင်းလုပ်ရမယ် အချိန်ဆွဲလိုက်ပြီဆိုလို့ရှိရင်အကုတ္တရရာခွင့်ရယူပြီးတော့ဒီကုတ္တကို မလုပ်ပြအောင်တားမြစ်လိုက်မယ်ဥပမာတစ်ခုကိုကအလူတန်းပို့တစ်ခုတွေးလို့လူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်ကြီးမလူနိုင်သေးဘူးဆိုရင်တော့မှလူချင်းတန်းကျင်တဲ့ကုတ္တစိတ်ကလေးတောက်မသွားခင်မှာ ကိုယ်မှာရှိတဲ့ဘုရားကိုတောက်တော်ရေချမ်းကတ်တာပဲဖြစ်ဖြစ်ပန်းကတ်တာပဲဖြစ်ဖြစ်ချက်ချင်းလှုပ်လိုက်ပါဒီလိုလှုပ်ဖို့ခွင့်ရမရသေးဘူးဆိုရင်တောင်မှဘုဒ္ဓဂုံတော်ပွားလိုက်တာပဲဖြစ်ဖြစ်တရားရီချမ်းမှချမ်းသာကြပါစေလို့မေတ္တာပွားလိုက်တာပဲဖြစ်ဖြစ်ကိုရထားပြီးသားဖြစ်တဲ့မြတ်စွာဘုရားရှင်ရွှေနှုတ်တော်ထွတ် တရားဓမ္မတွေကိုပွားများဆင်ခြင်နေတာပဲဖြစ်ဖြစ်နောက်ဆုံးဝင်လေထွက်လေမှတ်ပြီးတော့တတိလေးထားနေတာပဲဖြစ်ဖြစ်ကောင်းမှုကုသိုလ်တစ်ခုကတော့လုပ်ပြည့်အောင် ချက်ချင်းလုပ်လိုက်ပါအဲဒီလိုကုသိုလ်မလုပ်ဘူးဆိုလို့ရှိရင် နောက်ကအာကုသိုလ်ကချက်ချင်းဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားကအဘိဓရိဋ္ဌကလျာဏီတဲ့ အမှုကုသို့လုပ်မယ်ဆိုရင်မြဲမြံလို့တဲ့။ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရဲ့စိတ်ဟာပါပတမေရမတိမနောမကောင်းမှုမှာစိတ်ကမှွေလျော်တလုံးလို့ပါ။ဦးလူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာရင် ချက်ချင်းမလူပြစ်သေးရင်တော့အနီးနားမှာအလွယ်ကူဆုံးရနိုင်တဲ့ကောင်းမှုကုသိုလ်တွေကိုချက်ချင်းထားလုပ်လိုက်ပါ။ အားလုံးပဲတက်ရှိကြမှာကြပါစေ။